2023စီးကိန်းပြိုင်ပွဲမှာမြန်မာနိုင်ငံလုံးဆိုင်ရာယဉ်ကျေးမှုအကပရိသတ်နဲ့တင်ဆက်ခဲ့တဲ့တိုင်းရင်းသားမော်နမကျောင်းသူကျောင်းသားတွေနဲ့ဆရာဆရာမတွေကိုပြန်လည်တွေ့ဆုံရအောင်ကျင်းပခဲ့တဲ့စီးကိန်းချစ်သူများပြန်လည်တွေ့ဆုံပွဲမှာစီးကိန်းချစ်သူတွေတထောင်ကျော်လောက်တက်ရောက်ခဲ့ကြပါတယ်မြန်မာနိုင်ငံဟာ44နှစ်လောက်စီးကိန်းနဲ့ပတ်သက်ပြီးအဆက်ပြတ်ခဲ့သလို2023စီးကိန်းပြိုင်ပွဲကိုကြိုးစားလှုပ်ဆောင်နိုင်ခဲ့တာဟာမြန်မာနိုင်ငံရဲ့အမျိုးသားစိတ်သက်တွေပြန်လည်မြင်မအောင်လုံနိုင်ခဲ့သလိုပဲလို့ဆိုလာသူကဥယျာဉ်နိုင်ဦးပါ နောင်လာမယ့်20မှာပြိုင်ပွဲအတွက်ပြင်ဆင်ထားတယ်လို့လဲဆိုပါရယ် ကျွန်တော်တို့စီကိန်းကကျွန်တော်တို့ကနှစ်ပေါင်း44နှစ်လောက်မြန်မာနိုင်ငံမှာအဆက်ပြတ်သွားတယ်။ပြတ်ပြီးတော့ကျွန်တော်တို့ဒီလက်ရှိအစိုးရလက်ထက်မှာကျွန်တော်တို့ပြန်လည်ပြီးတော့သူတို့ကြကြကျွန်တော်တို့ကပြန်လည်ချိပနိုင်ခဲ့တယ်။နှစ်ပေါင်း20ကျော်လောက်မှာကျွန်တော်တို့နိုင်ငံအလှည့်ကျပြန်ရောက်လာပါလိမ့်မယ်။အဲဒီရောက်လို့ရှိရင်လည်းကျွန်တော်တို့ကအခုလုပ်ခဲ့တဲ့အောင်မြင်မှုတွေကိုခြေခံပြီးတော့ပုံပုံရနှစ်သာရရှိတဲ့အောင်မြင်မှုရှိတဲ့ကျွန်တော်တို့စီကိန်းပေါ်တော့ဤပြောင်းဘယ်လိုလုပ်မလဲဆိုတာကျွန်တော်တို့ကဒါကိုအခုလည်းပဲစဉ်းစားနေတယ်။အခုလာတဲ့ကလေးတွေနဲ့ဒါပူးပေါင်းပြီးတော့ပါသူတို့ရဲ့အတတ်ပညာတွေသူတို့လုပ်ခဲ့တာတွေကိုလက်ဆင့်ကမ်းနေအောင်ကျွန်တော်တို့ပြင်ဆင်ဆောင် ရွက်နေပါတယ်လက်စီဂိမ်းချစ်သူများတွေ့ဆုံပွဲမှာယဉ်ကျေးမှုတွေကိုဖလဲခဲ့ကြပြီးမတွေ့ရတာကြာပြီးဖြစ်တဲ့ငွေချင်းတွေကိုပြန်တွေ့ဆုံခဲ့တာကြောင့်ဝမ်းသာနေသူကတော့ဥဇော်ထေပါ ဒီစီကေကိုအမတ်တရပြန်လည်ပြီးဆိုတော့အိုးတော့တောင်းနေတယ်တကယ်အဲလုံးလုံးဆက်ဆက်နဲ့တကယ်2013မျိုးပြန်ပြီးအမတ်ရလေတာပြန်ဆုံးမဲ့ဆက်စီကေကြီးကသူတို့စင်နာတွေကတော့အမွေလေးတစ်ခုပေးရပါမယ်အဲ့ဒီအမွေလေးကိုတိုးကျင်တဲ့ဟိုရောက်နေပြီလို့ထင်ပါတယ်ရောက်နေရလို့ဆိုတဲ့ဆန္ဒပြပါတယ်ဘာလို့ပါလဲမြန်မာနိုင်ငံမှာအရှိတုံအားရှအားကစားပြိုင်ပွဲကိုအင်ရှင်အဖြစ်လက်ခံကျင်းပခဲ့တာဟာ2013ခုနှစ်ကပထမဆုံးဖြစ်ပေမဲ့ 1969ခုနှစ်တုန်းက၅ကြိမ်မြောက်ဖြည့်တောင်အာရှကျွန်းဆွယ်ပြိုင်ပွဲကိုရန်ကုန်မြို့ပေါ်မှာကျင်းပခဲ့ပါသေးတယ်။စီဂိမ်းဖြစ်သူတွေတွေ့ဆုံပြီးအသိပညာဗဟုသုတတွေဖလှယ်ခွင့်ရလို့နိုင်ငံတော်ကိုကျေးဇူးတင်တယ်လို့2013စီဂိမ်းမှာပါဝင်ဆင်နွှဲခဲ့တဲ့အယ်ဘလင်းဦးကဆိုပါတယ်ပြောခဲ့ပါတယ်လို့မျိုးတိုင်းနာအပေါင်းဆုံးနဲ့အစီအစဉ်တွေးဆောင်ခဲ့တဲ့အတွက်အရန်ကိုပြောခဲ့တယ်ပြီးအခုလို့ပြန်လဲတွေးဆောင်ပွဲလုပ်ပြီးတဲ့အတွက်လည်းဟိုနိုင်ငံတော်ကျေးဇူးတင်ပါတယ်